အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အခုတော့ဟိုတော့ကျွန်တော်ဒါ United အကြောင်းနဲ့ပတ်သက်ပြီးလား transfer အကြောင်းနေပြောတဲ့ခြေစွမ်းအကြောင်းနေပဲပြောတဲ့ကျွန်တော် ownership အကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေးပြောပြချင်တယ်ကျွန်တော်ကိုယ်တိုင်လည်းဒါမမဲ့ရာဒီအေးဘော of course ဒါကမရဘူးမလို့ရအားလည်းမနာဘူးဒါကျွန်တော်ရင်တော့ my sport လုပ်တယ်ဆိုတော့သူများလောက်အောင်မလုပ်ရကျွန်တော်ဒါပွဲကျူပွဲပြီးတော့ပဲလုပ်တယ် ဘောလုံးသိနေကျွန်တော်တိတ်ဆိတ်မစားအောင်ဒါခုနသိတ်ဆိတ်မသူများသိနေကျွန်တော်သိတ်ဆိတ်မစားအောင်ပြောချင်တာဒါခုနပေါ့သူများ channel ကိုဒါ engagement ရဖို့တဲ့ engagement တက်မဲ့ဒါ video တွေပဲကျွန်တော်လုပ်တာများတယ်ပူစပူပူအဲ့တော့ဆိုပူစိုးသွားတာ copyright ကအဲ့လောက်ထိမကျန်သေးတဲ့ကြောင့်ဒါကျွန်တော်အကဘာမှအကောင်းဆုံးဆိုပြန်စစ်စားချင်းရည်တွယ်ယူကောင်းတယ် character development တစ်ခုပေါ့နော်အဲ့တော့အခုချိန်မှာလာကျွန်တော်တို့ကျွန်တော်ဒီ video channel လုပ်တဲ့အချိန်မှာတစ်ခုခုကိုကျွန်တော်ပြောမယ်ဆိုအနည်းဆုံးကျွန်တော် research လုပ်တယ်မားတာကြီးလည်းရှိပါမမားလို့မပြောဘူးမမားလို့ဆိုတော့ဘယ်တော့မှမရှိဘူးမားမှာပဲဒါခုနကျွန်တော် research လုပ်တယ်ဥမာလက်ရှိမှာဒါကျွန်တော်အရင်တော့ကျွန်တော်အတိအပြန်ကျွန်တော်စကား Arsenal fan တယောက်နဲ့ကျွန်တော်စကားပြောဘူးတယ်ပေါ့နော်အဲ့ဒါဘာလ လဲဆိုတော့ကွာ United ပြည်သက်တွေကွာဂလီဇာကိုဘာလို့မုန်းနေမှန်းမသိဘူးပေါ့နော်ဂလီဇာကိုဘာလို့မုန်းနေမှန်းမသိငါတို့ဆိုကွာလူရောမွေအဲ့တော့ Arsenal လည်းလူမွေသေးဘူးမမဲရဒီကောင်နဲ့ကျွန်တော်ဂလီဇာပြသားသူကြောင့်ပြောတယ်အာ United ကတော်တော်အခြေအနေဆိုးတာဟိုဟိုဟို Arsenal ကတော်တော်အခြေအနေဆိုးတာ Adidas ဆောက်ရောက်တဲ့နှစ်ပိုင်းမှာဒီကောင်ကျွန်တော်စကားပြော United အခြေအနေဆိုးအဲ့တော့ ပြောတော့ဟာဟုတ်တယ်တဲ့ကျွန်တော်တို့တောင်းပါတယ်ဆိုလူတွေမဝယ်ဘူးကျွန်တော်တို့နောက်ဆုံးဝယ်ခဲ့အဲ့တော့မမေ Uber Mian လာမြေဈေးကြီးကြီးပေးဝယ်ခဲ့ကျွန်တော်နောက်ဆုံးဝယ် Uber Mian မင်းတဲ့ United ပြည်သက်တွေကအဲ့တော့ပေါ်ဘားတို့ဘားတို့ဝယ်ထားတာဥ United ကပေါ်ဘားတို့ဘားတို့ဝယ်ပြီးကျေးဇူးမတင်ဘူးကျွန်တော်မှနိုင်ဘူးနားမလဲဟုတ်လားအမှန်တမ်းပြောခင်ဗျဖရားဆိုကြတော့အဲ့တော့ဒီတိုင်းမေးတာကျွန်တော်အခုလက်ရှိမှာကျွန်တော်တို့ခံစားရတဲ့တချို့ comment တွေမှာ United ဟိုလောကကျွန်တော် United ပြည်သက်တွေဒါကျွန်တော်တို့ဆန္ဒကြီးကြပ်ပြပြီးဒါကျွန်တော်တို့တမိုင်းဝင်ဆန္ဒပြပွဲတစ်ခုဖြစ်ခဲ့တဲ့ဥစားတွေ့ခဲ့ရမယ်တယ်မှာပါတယ်လာမယ့်ရသက်တစ်ပတ်မှာလည်း United ပြည်သက်တွေအနေနဲ့လက်မှတ်ခ2000ကျော်ဆန္ဒပြမှုကြီးလည်းဆက်လက်ပြီးတော့ဖြစ် ုံးမှာအဲ့တော့တချို့ကြတော့ဒါခုနပေါ်သူပဲကျွန်တော်တို့ international fan တော်များဒါကြီးကိုသိပ်ပြီးမလိလာဘောဆိုကိုယ်ရင်းနဲ့မဆိုင်လို့ okay အဲ့တော့နားလည်ဘူးလို့တဲ့အဲ့ United အသင်းအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ဘာလို့ပြိသက်ဒီကနေဆန္ဒပြလဲဘာလို့ကလေးစားမိသားစုကိုမုံလဲဒါအဖြေကကျွန်တော်ခဏခဏလည်းပြောလို့အခုလက်ရှိကထပ်ပြီးပြောမယ် United အသင်းကိုကလေးစားမိသားစုဝယ်တဲ့အချိန်မှာတို့အသင်းတို့တွေက United ကိုတို့အိတ်ထဲကပတ်စံတပြားတစ်ချက်နဲ့မှဝယ်ယူခဲ့တာမဟုတ်ဘူး မျက်စိတည်းမြင်အောင်ပြောရမလို့ United ကိုသူတို့ကဝယ်ပြီးဆိုပြီး United ကိုသူတို့ကဝယ်မဲ့ bans ကိုအကျအပောင်တတ်တင်လိုက်တယ် United ကအပောင်ပစ္စည်းဖြစ်သွားတယ်အဲ့ဒီအပောင်ပစ္စည်းကိုကြီးရအဲ့ဒီအပောင်ပစ္စည်းကိုအဲ့ဒီအပောင်ပစ္စည်းကရတဲ့ပတ်စံနဲ့ပြန်ဝယ်တာခမဘလောက်တိယူကိုကောင်းလဲစမ်းသပ်ကြံအဲ့တော့ United ကအဲ့တုန်းကကျွန်တော်တို့ဒါဈေးရအဲ့လောက်တော့မကြည့်သေးဘူးတန်း1 billion မပြောအဲ့တန်း800 800ပတ်ချလဲရလုတ်ဖြစ်ခဲ့တယ်ဗောနော်ဒါကျွန်တော်မကောင်းမနေအဲ့လောက်ပစ္စည်းချက်ပတ်ချလဲဝင်ညာ Manchester United ကိုဒါကလေးစားပြသစုဝယ်ခဲ့တယ် ဘလောက်တိအချီနေစူးလဲဆိုတော့ United က United အတိုးပေးတော့ပေးတယ်အဲ့ကလေးစားမိသားအတိုးပေးတယ်အယူမပေးဘူးဘာလို့အရင်ပေးလိုက်ပြီဆိုရင် United အသင်းရဲ့ net profit နည်းသွားရင်သူတို့အတွက် dividend နည်းသွားမယ်ပြီးရင်ဒါကျွန်တော်သူတို့အတွက်လောက်ခလာစားနည်းသွားမယ်အဲ့လက်ရှိမှာပိုင်ရှင်ဖြစ်ပြီးတော့ကိုအသင်းစီကနေပြီးတော့ကိုလာစာပြန်ယူတဲ့အခုလက်ရှိပရီးမီးယားလိမှာအုပ်စုကအနေအချင်းမရှိတယ် ပုံမှန်လေးလေးပြောမှာအဲ့ဒီအုပ်စုကနှစ်စုပဲရှိတယ်။ Tottenham Hotspur သင်းရဲ့ punch နေဖြစ်တဲ့ Daniel Levy နံပါတ်1မှာသွားတယ်။နံပါတ်2မှာ Glazer မိသားစုညီနောင် Joel Glazer နဲ့ Avran Glazer သူတို့သင်းကနေသူတို့လစာပြန်ယူတယ်။တစ်နှစ်တစ်နှစ်ကိုတန်းနဲ့ချီပြန်ယူတယ်နော်။တောင်းနဲ့ချီမဟုတ်သင်းနဲ့ချီဖို့တန်းနဲ့ချီပြန်ယူဘာလို့လဲဆိုတော့ United ကိုလည်းရှိမှာသူတို့ကိုသူတို့ CEO level C suite level မဟုတ်လို့သူတို့ကိုသူတို့ဒေါ်လာတန်းနဲ့ချီရတဲ့နေဆိုသူတို့က United သင်းစီကနေလောက်ခလာစာဆိုပြီးပြန်ယူတယ်။လောက်ခလာစာယူလို့ကျွန်တော်တို့ဒါဟုတ်တာပေါ်လို့ပဲအဲ share David နဲ့နေမယူဘူးလားဆိုတော့ share အမျက်ငွေတွေမယူဘူး share အမျက်ငွေ ွေလည်းယူတယ်လောက်ခလက်စားလည်းယူတယ်ဒါတွေမပြီးသေးဘူးအဲ့ဒါခုနကကျွန်တော်ပြောလို့ရတယ်ဒါကျွန်တော်နည်းနည်းလေးပြန်ဆော United ကိုသူတို့အကျွေးအကျွေးနဲ့ဝေလိုက်တယ်ပေါ့နော်အဲ့ဒီအကျွေးက United အကျွေးပစ္စည်းဖြစ်တော့အဲ့တော့ United ရဲ့ဒါကျွန်တော်လက်ရှိမှာအကျွေးကိုဆက်ရမယ်ဆိုအတိုးကိုအရင်ကိုဆက်ရမယ်ဆိုအတိုးတွေကြီးပဲလိမ့်ဆက်တယ်အရင်ကိုတောင်းတောင်းမဆက်ခဲ့ဘူးအဲ့တော့အခုလက်ရှိနောက်ပိုင်းမှာတော့တဖြည်းဖြည်းနဲ့အတိုးအရင်ကိုပြန်ဆက်လာခဲ့တယ်ဒါပေမဲ့ပြဿနာကဘလောက်ထိတောင်ဆိုးသွားလဲဆိုတော့ United ရဲ့အသင်းရဲ့အကျွေးရဲ့အတိုးက 1ဘီလီယံဒေါ်လာ ပေါင်ဖြစ်သွားခဲ့တယ်။ United ကိုဝယ်ခဲ့တဲ့အကျွေးဈေးထက်တောင်မှ ပေါင်တန်း100ကျားပိုမြင့်သွားခဲ့တယ်။အဲ့ဒီချိန်မှာ United ပြည်သက်တွေကအဲ့ဒီ financial နံပါတ်ကိုတွေ့ပြီးအကြီးကျယ်ပေါက်ကွဲတယ်။ ဘာလို့အရင်ကိုမဆက်တာလဲဘာလို့အတိုးကြီးပဲဆက်တာလဲအဲ့ဒီအချိန်မှာဘာပြဿနာဖြစ်လဲဆိုတော့ခုနပြောလို့ပဲကလေးစားရုံးမိသားစုနေနဲ့အကယ်၍အရင်ကိုသာဖဲ့ပြီးတော့ခုနပြောလို့အမျက်ငွေတက်ကဖဲ့ပြီးဆက်ခဲ့မယ်ဆိုရင် United အသင်းနေနဲ့အခုလက်ရှိမှာသူတို့ကိုပေးတဲ့ share ခုနအမျက်ဆိုတာကဟို share dividend ကအမျက်ပုံမူတည်ပြီးတော့ကြောင့်မို့အမျက်နည်းလေလေ share dividend နည်းလေလေအဲ့တော့သူတို့နေနဲ့ share dividend မြန်မြန်ရကြတဲ့တော့ကြောင့်မို့အမျက်များအောင်ဆိုပြီးတော့အတိုးကိုပဲပေးပြီးအရင်ကိုလောက်အောင်မပေးဘူးအဲ့တော့အရင်ကဒီတန်းကဒီတန်းတော့အတိုးကြီးပဲဒါကျွန်တော်နှစ်ပေါင်းများ ော့တက်လာချင်မှာအတိုးကြီးပဲ United က1 billion ပေးရတယ်။အဲ့တော့စဉ်းစားကြည့်လေခင်ဗျာအသင်းကိုဝယ်တုန်းကတော့အဲ့လောက်မကြတဲ့ပတ်စံတစ်ခုကို United အသင်းကိုဒါကျွန်တော်တို့အကျွေးကိုပြီးတော့ခုနကပေါ့အဲ့ဒီအကျွေးကိုဘယ်သူပေးလဲဆိုတော့ဘယ်သူပေးတယ်ထင်လို့တော့ United ကပဲပေးရတာလေဒီလားဘယ်လောက်ကြီးရတယ်ထင်လို့တော့ခုနကကျွန်တော်ပြော Joel Glazer average ပေါ့ Glazer မိသားစုအနေနဲ့ United ကိုဝယ်ပြီးနောက်ပိုင်းအသင်းထဲကိုတပြားတစ်ချမ်းမှပတ်စံမထည့်ဘူးဝယ်တဲ့ပတ်စံအောင်မထည့်ဘူး တော့ပြမယ်နော် United ကိုဝယ်တဲ့ပတ်စံတော်မထဲ United ကို investment money မပြောနဲ့ United ကိုဝယ်လိုက်တဲ့ပတ်စံတော်မှာဘန်ဒူးနဲ့ချီးတယ်အဲ့ဒီဘန်ဒူးကို United ကိုပြန်ဆက်ခိုင်းတယ်အဲ့တော့ပြောစရာဒီကောင်တွေကလက်ရှိမှာဘောလုံးသင်းကြီးကို free ချိတ်ပလိုက်တယ်ဆိုတဲ့သဘောနီးနီးကိုဝယ်တဲ့အဲ့ဒါကြောင့်မို့ဆက် Jim Reckley ကပြောတာမှတ်မိလားသူတို့တွေကစီးပွားရေးညံအရန်ကောင်းတယ်မှန်တယ်ကျွန်တော်တို့က business ရချင်း is a beautiful thing အယမ်းလာတယ်ကွာဒါပေမဲ့ဘောလုံးပြိတက်တယောက်အနေနဲ့ကျင်ဒီ1ဘီလီယံကိုလက်ရှိ United အသင်းအကျွေးကြီးပဲဆန့်နေရတာအဲ့ဒီ1ဘီပြဿနာကတော့ယူရိုမှာအခုလက်ရှိမှာပေါ့ဘားဝယ်တယ်ပါနန်ဒက်ဝယ်တယ်ဘလူးဝယ်တယ်ညာဝယ်တယ်ဒါဝယ်ဒါပေမဲ့အဲ့ဒီ1ဘီလီယံကိုအကျွေးမဆက်ဖဲနဲ့အဲ့1ဘီလီယံအတိုးပေးစရာမမယ်နဲ့အဲ့ဒီ1ဘီလီယံတွေက300တော့တို့မို့တန်း300တော့မို့တန်း400လောက်ဒါအသင်းတွေကိုရောက်ခဲ့လို့ရှိရင်ကောအဲ့ဒီမျိုးကိုမယ်တော့ပေါ့လားများ ်အသင်းထဲကိုသွားမယ်ပတ်ဆက်ငါအသင်းထဲကိုမသွားဘဲနဲ့ဘာမှမဆိုင်နဲ့အကျွေးကိုပဲပေးနေရကြောင်းဒီအသင်းကဒီတန်းတော့လေးရလောက်နဲ့နာသွားခဲ့တယ်ပြီးတော့နောက်တစ်ချက်ဂလီစာမိသားစုဒီအထယ်ကြီးပြဖြစ်တယ်ဒါကြီးကိုကျွန်တော်နားလဲရမယ် United ဒီလာမဲ့ကျွန်တော်တို့စောင်းရာဒီကြာရင်လုံးဝ cash မရှိတော့ဘူးဘာကြောင့်လဲ covid တုန်းကမစင်မချေအသင်းပေါ်တုံးထားတဲ့ငွေတွေကြောင့် အခုလက်ရှိမှာအင်းညော့ဆုအုပ်စုလုတိုင်ကျွန်တော်မကြိုက်တဲ့ဥစ္စာတွေအများကြီးရှိတယ်အင်းညော့ဆုအုပ်စုအုပ်စုလည်းခုနကပြောစီးပွားရေးကအရင်ညဏ်ညဏ်နဲ့များတဲ့အုပ်စုဖြစ်တယ်ဘလုံးကွင်းသစ်ဆောင်မဲ့ညမာရဲ့အဲ့ဒါတွေလည်းအများကြီးပြောစရာရှိတယ်လာအောင်ပါဒါပေမဲ့အခုလက်ရှိမှာဂလီစာမိသားစုကအထယ်ကြီးပြက်ဖြစ်ပြီးတော့လုံးဝကိုယ့်အခြေအနေကိုမသိတဲ့လူငနွားတွေကိုပြောလို့ရတယ်ကိုဗစ်ဖြစ်တဲ့အခြေအနေမှာအသင်းတိုင်းလူလူကိုဗစ်ကာလအခြေအနေနဲ့မူတည်ပြီးတော့လူတွေဖြုတ်ရင်ဖြုတ်တယ်လဆာရှော့ရင်ရှော့တယ် work from home လို့လုပ်တယ်ဒါကျွန်တော်တို့9 to 5လုပ်တဲ့လူကို project ပြောင်းရင်ပြောင်းမယ် United ကလည်းလုံးဝမလုပ်ခဲ့ဘူး တော့ဗောလာ United ကအားအားလုံးဝမလုပ်ခဲ့ငါတို့ဟာ United ဖြစ်တဲ့အချိန်တန်ရင်ဝင်ငွေတွေကဒလဟောရမယ့်အသင်းသင်းဖြစ်တဲ့အတွက်ကြောင့်မလို့ United ကဒါတွေလုတ်เสียမလို့ပြောချင်တာအထဲကြီးပဲဒါပေမဲ့ပြဿနာကခုနကပြောဆိုပဲသူတို့ကဘာအောင်မလဲဆိုတော့ COVID ကာလကအဲ့လောက်ကြီးမကြဘူး COVID ပြီးသွားပြီဆိုတာနဲ့သူတို့အနေနဲ့ ငွေတွေအရင်တိုင်းတပုံစံနဲ့ပြန်ဝင်မယ်ဆိုလို့ဆိုတာသူတတ်မှတ်ခဲ့တယ်ပြဿနာကကိုဗစ်ကဘယ်နှစ်နှစ်ကြာခဲ့လဲတိုတယ်အားဖြင့်နှစ်နှစ်ခွဲသုံးနှစ်လောက်တိကြာခဲ့တယ်ကိုင်းနေဆိုတဲ့ဒါကျွန်တော်တိုတယ်အားဖြင့်တစ်နှစ်ခွဲလောက်တိပြိတ်ခဲ့ရတယ်ကိုင်းဝင်ကြီးတွေယောနေတယ်ဒါတခုကောင်းက broadcasting ကတော့အရန်ရပါဒါပေမဲ့ကျွန်တော်ပြန်စကြည့်ချန်တဲ့ဥစားတွေအများကြီးအများကြီးယောနေသွားခဲ့တယ်ပြီးခုနကဘာ Champion League တို့ဘာနောက်ဆုတ်လဲရတယ်ဘာကြောင့်လဲဆိုတော့နိုင်ငံခြားသွားကန်ရမယ့် season တွေနောက်ဆုတ်သွားတဲ့ကြောင့်မို့ဒါနိုင်ငံကူးလို့မရပြဿနာကြောင့်အများကြီးတိုင်ပတ်ခဲ့တယ်အဲ့တော့ပြောချင်တာအရင်တုန်းကတန်း200 300လောက်ရနေတဲ့သတင်းကနေတန်း100လောက်ပဲရတဲ့အချိန်မှာ ထပ်ငွေကတန်း300ဖြစ်သွားတယ်။ဝင်ငွေကတန်း100ဖြစ်သွားတယ်။အဲ့တော့လူတော်ရမေးတဲ့ချက်ကဟာ United ကဘာလို့ PSR FFV တို့နဲ့မညှိဘူးလဲဆိုတာအဲ့ဒီ COVID ကာလတုန်းက Premier League ကအဲ့ဒီ ငွေကြေးစည်းကမ်းအနေနဲ့ပတ်သက်ပြီးတော့အင်မတန်မှ short ပေါ့ပေးလွန်ခဲ့တဲ့ အတော့ကြောင့်မလို့ United တို့ကအဲ့တုန်းက PSR နဲ့လည်းမထိခဲ့လို့ FFP နဲ့လည်းမထိခဲ့ဘူးအဲ့တုန်းကလည်းခုနကအကုန်လုံးလည်းအဲ့တုန်းကရှုံးကြတာပဲ Leicester ဆိုခွက်ခွက်လန်အောင်ဆိုတော့ Leicester ရဲ့ဒါမိဘစီးပွားရေးကဒါကျွန်တော်တို့အဲ duty free ရဲ့ဖြစ်ကြအောင်ခွက်ခွက်လန်အောင်ရှုံးနေစပါးတို့လည်းရှုံးနေအကုန်ရှုံးနေအသင်းတိုင်းရှုံးနေရှုံးတိုင်းမှာခုနကအဲ့တုန်းက PSR နဲ့ FFP က OK အဲ့တုန်းကငါတို့ message မိတ်ပေးထားမယ်ဒါပေမဲ့မျက်စိပြန်ဖွင့်လာတဲ့အချိန်မှာ Manchester United အသင်းကအမျက်တော့ပြန်ရလာဒါပေမဲ့ အရင်တော့မဟုတ်တော့ဘူးခုနပေါ်တယ်ဒါစီးပွားရေးသူတို့တဲ့မှာအရင်တော့တန်တရာပေးတဲ့စီးပွားရေးခုကျမှတန်တရာအဲ့တန်တရာပေးတဲ့စီးပွားရေးကိုဗစ်ကာလပြီးမှတန်တရာချစ်ချစ်ပြန်ရဖို့တော်တော်လေးကိုခဲရင်တယ်အရင်တော့တန်တရာပေးတဲ့စီးပွားရေးခုကျမှတန်တရာပေးနိုင်မှာပေးနိုင်မှာအဲအဲ့ဒီပြဿနာတွေ United ကခါစီဘီခံရတဲ့အချိန်မှာ United လုံးဝလုံးဝလုံးဝကိုတိုင်ပတ်ချသွားတယ် အဲဒီမှာ United မှာခုနပြောသပဲပြဿနာအခုချိန်မှာ United အခုခင်ဗျားကျွန်တော်ပြောခဲ့တယ်လို့ပဲဟိုနေ့ကျွန်တော်ပြောခဲ့တယ်မှလား United အသင်းနေနေဒါတလောက်အတွင်းမှာ sponsor သုံးခုတော့ကျင်တာတကယ်လဲ၄ခုနဲ့၆ခုကြာ United ကျင်ညာခဲ့တယ်ဘာလို့လဲ United sponsor ကြီးလို့နေပြီအရင်တော့ကဂလီဇန်ဘီသားစုတို့အထယ်ကြီးပြက်ခဲ့သမျှ အခုချိန်မှာ United အသင်းကခါစီခံနေရတယ်အဲ့တော့ India ဆိုတော့အခုလက်ရှိမှာလက်မဲဖြစ်သွားတာပေါ့နော် India ဆိုအစိုးရကခုနကပြောသူတို့က football league operation ကိုလုပ်ပါမယ်ဆိုတဲ့ဂတိပေးထားတဲ့အတွက်ကြောင့်မို့သူတို့ကတော့လက်မဲဖြစ်သွားတယ်ဒါပေမဲ့ဒီလိုလက်မဲဖြစ်သွားအောင်ဘယ်လိုလုပ်ခဲ့တာလဲကလေးစားမိသားစုလုပ်ခဲ့တာဖြစ်တယ်အဲ့တော့ United မှာလက်ရှိမှာအကျွေးတွေအများကြီးရှိတယ်ဒီအကျွေးတွေကမတင်သင့်တဲ့အကျွေးတွေဖြစ်တယ်ဟုတ်တယ်ဟုတ်ဒါအောင်နားလည်ဘူးမတင်သင့်ပိုးကဘောလုံးတင်းတင်းကိုဝယ်ပြီးဆိုရင်ပိုင်ရှင်တွေကအဲ့ဒီဘောလုံးတင်းရဲ့တန်ကြီးကိုပေးပြီးဝယ်လို့ရတယ် PSR နဲ့လည်းမညီဘူး FFP နဲ့လည်းမညီဘူးအခုချိန်မှာဒါခုနကဒါပေမဲ့အခုချိန်မှာဒါနားလဲရမှာကာတာရောက်လာခဲ့ရင်ရောကာတာရဲ့ခုနကပေးလိုက်တဲ့ခုနကပေါ2ဘီလီယံ3ဘီလီယံယူနိုက်တက်ထဲရောက်သွားမှာမဟုတ်ဘဲနဲ့ဂလီဇာရုံးမိသားစုစုရောက်သွားမှာဖြစ်တယ်အဲ့ဒါကြီးကိုကျွန်တော်နားလဲဘူးလို့ရတယ်ယူနိုက်တက်ကိုဝယ်တဲ့ပတ်စံယူနိုက်တက်စီရောက်မှာမဟုတ်ဘူးယူနိုက်တက်ရဲ့ပိုင်ရှင်တွေစီရောက်မှာဖြစ်တယ်ဒါကြီးကိုလူတော်များအမှတ်မှားတာဟာယူနိုက်တက်ကိုကာတာတွေဝယ်လိုက်ရင်ကာတာဝယ်လိုက်တဲ့ပတ်စံနေငါတို့ယူနိုက်တက်ကပေးလိုက်တဲ့ပတ်စံကိုကာတာတို့ကဲဝယ်လိုက်ပြီဆိုကာတာတို့ပေးလိုက်တဲ့ပတ်စံတွေကဘယ်ရောက်သွားမလဲ လေးစားစီရောက်သွားမှလေးဆရာသမားတို့အဲ့တော့ကာတာတို့အခုချိန်မှာဒါအသင်းတွေကိုဆွတ်ဆက်ပြီး pump လုပ်ပြီးငွေထည့်လိုက်ရာဟု PSR FFP တို့ရှိရဲ့ APD Wheelchair ထည့်လို့မရဘူးဆရာသမားတို့အဲ့တော့ကာတာလာလေအခုချိန်မှာတိုင်မယ်ဒါပေမဲ့ကာတာကတခုရှိတယ်သူတို့ကသူတို့ရဲ့ကာတာအုပ်စုရတာတငယ်ချင်းတွေအဆွဲပွားတွေကိုအကူအညီတောင်းပြီးသူတို့ supporter တွေဝုန်းနိုင်အသင်းတွေကိုလိမ့်ထည့်မယ်ဆိုရင်တော့ဒါအဆင်ပြေသွားနိုင်တယ်ဒါမပြောလို့မရဒါပေမဲ့ကာတာလာလေအခုလိုပဲ United ကငွေကြီးရဆုတ်ပြတ်တတ်နေဟုတ်မှာပဲအဲ့ဒါဘာကြောင့်လဲဂလီဇာကြောင့်ဂလီဇာကိုဘာလို့မုံလဲဆိုတော့အဖြေကဒါပဲ ယနေ့အသင်းကလက်ရှိမှာဒါကျွန်တော်အောင်မြင်တာလူဝဲတယ်လူမွေဆိုတဲ့အကန့်ကတကန့်ပဲ management မှာ failure တကန့်ရှိသေးတယ်ဒါပေမဲ့လက်ရှိမှာစီးပွားရေးမှာအရန်ယုံမှုကောင်းအောင်အသင်းကိုအသုံးပြုသွားခဲ့တာဖြစ်တယ်ဒါကြောင့်မို့ United ပြိတက်တွေကတော်တော်လေးကိုကလီဇာမိသားစုကိုမုံတီးတာဖြစ်တယ်လောက်ပါပဲပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4 တို့မှာကျင်းလို့ဆိုတော့ပေါအောင်ကုညီလို့ရပါတယ်။မြန်မာပြည်ကလစ်ဖို့မဲ့မေးကြပါနဲ့ဟုတ်မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြည့်တော့မှလည်းကောင်းမွန်သွန်နေနေဖြစ်ပါစုမောင်အောင်တောင်းပြီးနေပဲကျွန်တော်တော့ကုန်ပြီပါဗျ။ Tivo, ya.